ဒီဟာပါဆရာမဒီနေ့သင်ကြားမဲ့သင်ခန်းစာလေးကတော့ Great Eight မြန်မာစာသင်ခန်းစာ16။ဒီသင်ခန်းစာ16ကတော့အထောက်ပတ်တွေပေါ့။ဒုတိယသာစကပြေနော်။အဲဘုရားကြီးလေးဆိုရင်နော်စာရေးဆရာမကြီးဝေတာကြီးရဲ့အကြောင်းလေးပေါ့နော်။အဲ့တော့အောက်ပါအထောက်ပတ်တွေကိုဖတ်ပါတဲ့။ခက်စစ်ဒိဗယ်လေးနဲ့လေ့လာပါ။စာပိုက်တွေကိုလည်းနော်တပည့်တို့အချင်းချင်းအုပ်စုလိုက်ထပ်ပြီးတော့ဆွေးနွေးပါ။အဲ့တော့ဝေတာကြီးပေါ့နော်။ဒီမှာပုံလေးနဲ့ပြထားတယ်နော်ဝေတာကြီး။ ကဲဝိတာရဲ့မြင်ရင်းရတယ်ဆောင်းပဲเนาะအထုပ်ပိုင်းရဲ့လောဘဘာဝရပါတော့เนาะသူတို့ရဲ့အဲ့မှာမြင်ရင်းနေအဲ့မှာမွေရာဇာတိတွေမွေဖားတဲ့တက်တဲ့အပြင်းမင်းနာမည်တွေထားပြီးပါတာပေါ့เนาะအဲ့တော့ဝိတာရဲ့အမြင်ရတော့ဘလော့ကင်းကြီးဖြစ်ပါတယ်အဲ့ဒါတောင်ဘောက25ခုနေဖေဖော်ဝါရီလ6ရက်နေ့မှာအဖဂိရှဘာမာရုပ်ရှင်တစ်ခေဦးညွတ်နဲ့အမိဒေါ်ချစ်တင်တို့ကဖွင့်နေတဲ့တမီးတွေဖြစ်တယ် ူပဲအမိပါရရယ်အစချမ်းသာကြပဲเนาะမိရှာပါမှာရုပ်ရှင်ကုမ္ပဏီတစ်ထည်เนาะတစ်ထည်ရဲ့သမီးပေါ့เนาะအဲ့တော့မွေဒါရီအသက်16နှစ်မှာအမိခွယ်လွန်နေတဲ့အသက်32နှစ်မှာအဖခွယ်လွန်သွားတယ်မွေဒါရီကသူကရှေ့ဥစွာရန်ကုန်မြို့မြို့မှာအမျိုးသမီးเนาะအထက်တန်းအကြောင်းမှာကိုရန်ကြီးသူကပညာသင်ကြားခဲ့တယ်ဒါပေမဲ့လို့လေနောက်ပိုင်းမှာသူကျမ်းမာရေးမကောင်းအဲလိုကျမ်းမာရေးမကောင်းတဲ့အတွက်သူကြောင်းထွက်ခဲ့ရတယ်။ဒါပေမဲ့လို့တဲ့သူက เจ้าထွက်ချိန်မှာငွေတာရဲ့အသက်က16နှစ်လောက်ပဲရှိသေးတာနော်အဲ့တော့ငွေတာရာစာပြေသူကအထုခုံနေတယ်ဒါကြောင့်မလို့လဲခေါင်းခုံနေတယ်မြင်လို့တဲ့သူဖြစ်လို့တဲ့เจ้าကထွက်ခဲ့ပြီမယ်လို့လဲမြန်မာစာပေနဲ့ပတ်သက်ပြီးတော့နော်ဒီမြန်မာစာပေလေးအင်္ဂလိပ်စာပေလေးကိုဆက်ပြီးတော့လေ့လာရတယ်နော်ပတ်စံလေးရှိတယ်ပေါ့နော်ပတ်စံရှိတဲ့အခါကျတော့ဆရာလေးစီမှာပြန်ပြီးတော့လေ့လာသင်တာပေါ့အဲ့တော့မြန်မာစာပေ နဲ့နောက်အင်္ဂလိပ်စာပေတွေကိုဆက်လက်ပြီးတော့သင်ယူခဲ့တယ်။နောက်ဂျပန်ခေတ်နဲ့စပီးခေတ်မှာတော့တဲ့ရှင်းဟောင်းမြန်မာစာပေကိုဥပဒေမောင်တုတ္တပေါ့နော်စာရေးဆရာကလောင်ကြီးရတော့မောင်တုတ္တပေါ့နော်အဲ့မောင်တုတ္တထံမှာသူကသင်ယူတယ်။နောက်အင်္ဂလိပ်စာပေကိုတော့ဆရာမကြီး Mrs. Manro ထံမှာသင်ယူခဲ့တယ်။သူကကျောင်းကကိုရန်ကိုဖတ်ခဲ့ပြီးမယ်လို့လေဒီမြန်မာစာနဲ့အင်္ဂလိပ်စာတော့သူကပြန်ပြီးတော့ဆရာကြီးထံမှာလေ့လာသင်ယူခဲ့တယ်တဲ့။ 1952ခုနှစ်အသက်28နှစ်အရွယ်မှာတော့တဲ့စာရေးဆရာမင်းယူရင်းနဲ့ပူဇော်ဆောင်ခဲ့တယ်။စာရေးဆရာမင်းယူရင်းနော်ပူဇော်ဆောင်ခဲ့တယ်။အဲ့ဒီခါတော့မင်းယူရင်းဟာတဲ့အင်းစိန်ခရိုင်ပညာအုပ်ဖြစ်မှုခံနေတယ်။ပညာအုပ်ဆိုတာဘုခေတော်မျိုးနဲ့ပညာရေးမှုပေါ့နော်။အဲအဲ့ဒီတောင်ဝင်ဆရာကြီးကထမ်းဆောင်နေတာတဲ့။ငွေတာရီဒီစာရေးဆရာမင်းယူရင်းနဲ့အိမ်တော်ပြုခဲ့ဒီကိုအကြောင်းပြပြီးတော့မှာတဲ့။နော်ငွေတာရီကလှည့်ရင်ကလေးစီးတာ လဲရင်လေးစီကလည်းတောသူရွာဝင်စတဲ့ကြပြာကိုဖွဲ့ဆိုရတယ်လို့သိရတယ်။ဒါကတော့ဒါကအမေဝေဒါဆရာကြီးဆရာမကြီးဝင်တိုင်းနော်။အဲဒီဆရာမကြီးဝင်တိုင်းနဲ့မင်းယူရဲ့ပုံလေးပေါ့နော်။အဲတော့အဲဆရာကြီးဆရာမင်းဝင်နဲ့နော်အိမ်အောင်ကြပြီးတော့မှကြပြာလေးနော်ဟိုရေးခဲ့တယ်။ဒီကပုံပေါ့နော်ရေးခဲ့တာပေါ့ နေတာတွေကတော့အများကြီးပါเนาะအဲ့တော့ဝေဒါကြီးဟာတဲ့ဓမ္မကြီးရရနိုင်တာမကဘူးတဲ့ဓမ္မနိုင်ငံအနှံ့အပြားလေသူကဒီလက်လေးနဲ့ဟုတ်လေဟလာဒေသနာဘုဟုတ္တရာတွေရှာမိရဲ့ဉာဏ်မှာလဲဝါနာဟလာပါရဲလို့ဆိုအောင်ပါเนาะအဲ့တော့1948ခုနှစ်မှာအိန္ဒိယနိုင်ငံကိုခရီးလှည့်တယ် တန်ရောက်ခဲ့တယ်နောက်တစ်ခါ1956ခုနှစ်မှာတော့လန်ဒန်တက္ကသိုလ်အရှေ့တိုင်းဘာသာရပ်လေ့လာရေးကျောင်းမှာပညာစီလုပ်နေတဲ့မင်းယူဝေထံကိုသွားတယ်အဲ့ဒီမှာဟလာအင်္ဂလန်မှာ6လကနေထိုင်ခဲ့တယ်ဆရာကြီးကမမားတော့နော်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းဘာသာရပ်သွားပြီးတော့သွားလေ့လာနေတာအဲ့ဒါကိုဆရာမကလိုက်သွားတယ်ဟလာအင်္ဂလန်မှာ6လလောက်နေပြီးတော့မှတဲ့ဝေတာကြီးဟာမင်းယူဝေနဲ့အတူအင်္ဂလန်နိုင်ငံမှာရှိတဲ့လက်လန်းနေရာအရက်များကိုခရီးနှက်နေခဲ့တယ် ဒါမြင်ပေါ်လန်ဘယ်ဂျီယမ်ပြင်သစ်အီတလီနော်ဆွစ်ဇာလန်အီဂျစ်အိန္ဒိယဒီလိုနိုင်ငံများတို့လည်းခရီးလည်းလည်းရောက်ခဲ့ဦးရဲ့နိုင်ငံတန်တော်တော်များများပဲနော်ရောက်ခဲ့တယ်ရင်းတို့နိုင်ငံသားတိုင်းပြည်များဆိုခီးလက်လက်ကခဲ့တာကိုအကြောင်းပြုပြီးတော့တဲ့နေရင်စရာအနောက်မှာတာသည့်မြေတို့အလားရှိရာစတဲ့ကြ ያ တွေကိုဖွဲ့စုချေမှုန်းခဲ့တယ်။အဲတော့ဝေဒိုင်းဟာအိမ်နောက်တာဝန်တွေကို ြေကကထမ်းရှင်ထမ်းဆောင်ခဲ့တဲ့အင်ရှင်မာကောင်းကြောက်လည်းဖြစ်တယ်နော်အင်ရှင်မာကောင်းကြောက်လည်းဖြစ်တဲ့အပြင်ပိန်နောက်တောင်တွေကိုကြေကကထမ်းဆောင်နေတယ်ပဲသူကစာဖတ်ခြင်းတွေစာရေးခြင်းတွေကြ ਿਆ ခွက်ခြင်းတွေကိုလည်းဒီဇိုင်းမှန်မှန်ဆောင်ရွက်ခဲ့တယ်အဲအဲ့ဒါလေးနော်ရင်းတို့အရွယ်ငယ်ငယ်လူပြုံစဉ်ဘဝမှာလည်းဆရာမကြီးကနော်ကွယ်လုံးခဲ့ရှာတယ်အဲ့လိုဝိဒာကြီးကွယ်လုံးသွားတော့မဝိဒာကြီးရဲ့တေးအရင်ကလည်းရပ်သွားခဲ့ရတယ် ော်ငွေတရားတော်ဘုရား58ခုနှစ်မတ်လ19ရက်ဘုဒ္ဓဟူးနေ့ရန်ကုန်ဒန်ဖရင်တာခွာဆေးရုံမှာဝင်လာခဲ့တယ်။အဲဒါငွေတရားဝင်လာချိန်မှာသူ့ရဲ့တက်က33နှစ်ကလေးရှိပါသေးတယ်။ငွေတရားဟာဘုဒ္ဓတရားတော်မှာသူကယုံကြည်တဲ့ဝင်တဲ့သူလည်းဖြစ်တယ်။နောက်မေတ္တာစိတ်၊ကရုဏာစိတ်เนาะအဲ့ဒါတွေလည်းကြီးမားတယ်လို့ဖြစ်ကြောင်းသိရတယ်။နောက်ချမ်းသာကြွယ်ဝတဲ့မိဘတွေကဒီဖွားမြင်မိမဲ့လို့လေငွေကြီးဒနာတွေခုံလင်းမှုတဲ့ คงปากาตนาอยู่แล้วมันไม่มองตําเนาะบอกว่าตนาโหเลยเนี่ยตัดซ้อนแล้วเนี่ยเนาะရှင်ตาอัธุขะอยู่ဖြစ်တယ်ยาวเยติ้นติ่งตัวเนี่ยแหละจุจุจั่นๆနေတတ်တယ်သူလည်းဖြစ်တယ်အဲ့တော့အေးချမ်းပြီးတော့ရိုးသားစွာနေထိုင်ခြင်းတို့ကလည်းဝိဒါရဲ့ထူးခြားလာတဲ့ဥဒေတာတွေပဲဖြစ်ပါတယ်အေးချမ်းချမ်းလေးနဲ့เนาะအဲဒီကရိုးသားစွာနေထိုင်ခြင်းရတယ်သူရဲ့ထူးခြားတဲ့ဥဒေတာတွေပဲဖြစ်တယ်ဝိဒါရည်ဒီ လူတိုင်းနေတဲ့အောက်ပါဆောင်းတွေကိုလည်းသူကရေးဖွဲ့ခဲ့တယ်ပေါ့နော်အဲဒါလည်းဆိုလို့ရှိရင်မင်းစေးရေးပဲမုံလာနဲ့ကြာရှင်ဝတ္ထုလိုမာလာမြိုင်ကြာမြားနောက်မင်းယူပေါ့နော်ခင်မွန်းတဲ့မင်းယူနဲ့ပဲပြီးတော့ထုတ်ဝေတာကယန္တနာကကြာမြားနောက်မင်းယူနဲ့ငွေတိုင်းနဲ့တွဲထုတ်တာပဲနော်ထောင်ကွာ50ပါပဲထုတ်တာဘာကြောအစ်စုပုံမြင်များနော်အဲ့ဒါတွေကိုလည်းရေးခဲ့တယ်ကြပြပွင့်ပြီးပေါင်းရှေ့အောင်ကြောနော်ရေးခဲ့တယ်တဲ့စာလုံးဝိတ္တရရနော်ဘုံကွယ်လုံးငယ် တော့တောင်လျှောက်စာရေးခဲ့တာဘုရားကိုရေပေါင်း၈၀၀ကျော်တော့အဲ့လောက်ကြီးကိုရေးခဲ့တယ်။ဒါတော့ဆရာမကြီးရဲ့အထုပ်ပတိလေးပေါ့နော်။အဲ့တော့ကဗျာတရားထောင်ဝ၆၀မှာရေးတာကဗျာတရားနောက်စုနဲ့ခြောက်ဝတ္ထုကိုများထောင်ဝ၆၆ခုနဲ့မှာရေးခဲ့တာနော်အဲ့ဒါကဆရာမကြီးရဲ့လက်ရည်လေးပဲ။အဲ့တော့ ါကနော်20ရာစုမှာရေးခဲ့တယ်20ရာစုကြောင့်ကြားလို့မြန်မာစာရေးဆရာများအဋ္ဌထန်နေရပြီးတော့မှဆရာမရဲ့နော်စာဆရာမမိဒါရဲ့အထုပ်ပိုင်းလေးကိုသားလူသမီးတို့ဖို့စတာရအောင်ထုံထုံသိကြပေးတာဖြစ်တယ်အဲ့တော့ classic ဖွင့်မှာကြပြတ်သက်စာကြပြာရေးချိန်ကာလနော်ရေးတဲ့အချိန်ကာလကိုပြောတာပေါ့နောက်ခုံမင်းလဲဆိုတာတက်မဲ့ဆွမ်းလန်းဒီစစ်ပြီးခဲ့ဆိုတာလူရကဘာစစ်ပြီးရဲ့ကာလကိုစစ်ပြီးခဲ့လို့ခေါ်တာပေါ့နော် နောက်ဒီဇိုင်းမမတ်ဆိုတာဆင်ဒီဇိုင်းဆိုဆင်မြင်မြင်ပြင်းတဲ့ဆိုင်ရောက်ရဲ့ဒီကျင်းနဲ့ပြီးပညာဥစ္စာပညာရေးရာရှိပေါ်ကိုခေခေါ်တော့ပညာရေးဘုလို့ခေါ်တယ်ဘဝဒနာဆိုတာတတ်မဲ့ဆွမ်းလမ်းမှုရှိတဲ့အဖြစ်ကိုဘဝဒနာလို့ခေါ်တယ်ယုံကြည်တတ်ဝန်နာဆိုတာအမှန်အဖြစ်ယုံကြည်အခဏယုံကြည်တတ်ဝန်နဲ့လို့ခေါ်တယ်နောက်လက်လမ်းမီရဲဆိုတာသုံးတရားကိုပြုလုပ်ရန်တတ်နိုင်တဲ့အခြေအနေမှာရှိတာကိုလက်လမ်းမီရဲလို့ခေါ်တယ်။လုံချင်းဆိုတာတရားအခုစီဖြစ်တာကိုလုံချင်းလို့ခေါ်တယ်နော်။အဲ့တော့အဓိကအချက်အနေနဲ့ နော်ငွေတိုင်းဟာတဲ့ကျမ်းမာရေးချို့ရတဲ့အတွက်ကြောင့်ပညာဆက်လက်မတင်ကြနိုင်ပေမဲ့လို့လည်းစာပေတွေကိုထူးခုန်နေမြန်လို့ရသူဖြစ်တယ်။အဲ့တော့ရှင်းအောင်ဒီမှာစာပေကိုဥပဒေအောင်မောင်သူရဌာနသင်ယူပြီးတော့အင်္ဂလိပ်စာပေကိုတော့ဆရာမကြီး Mrs. Manro ဌာနမှာနော်သင်ယူခဲ့တယ်တဲ့ဒါကအဓိကချက်ကလေးတွေပေါ့နော်စာပိုင်းမှာပါတဲ့အဓိကချက်ကလေးတွေ။နောက်ပြုံးဖြစ်သူမင်းဝင်တဲ့အတူတဲ့ကမ္ဘာနိုင်ငံအမြန်အနှံ့ပြားကိုလည်း ခီးတဲ့နိုင်တဲ့ဒေသခံဘုရားတွေကိုရှာပြီးခဲ့တယ်။အဲဒီနိုင်ငံသားခီးတွေကိုအကြောင်းပြုပြီးတော့မှနေရင်စရာအနောက်မှာတာလိမြေတို့အလားရှိရာစတဲ့ခပြားတွေကိုလည်းဖတ်ဆိုခဲ့တယ်။နောက်ဝိဒာယာအိမ်နောက်တာဝန်တွေကိုခြေရင်းစာထမ်းဆောင်တဲ့အင်ရှင်မာကောင်းဖြစ်ပြီးတော့မှစာဖတ်ခြင်း၊စာရေးခြင်း၊ကြပြားဖတ်ခြင်းတို့ကိုလည်းဇိုင်းမမန်ဆောင်ရွက်ခဲ့တယ်။ကြပြားကိုရေပေါင်း၈၀၀ကျော်နဲ့လုံးမြင့်စာကို၆ပုဒ်ကိုလည်းရေးဖတ်ခဲ့တယ်။ စာဆိုတာဘဝလိုနိဗ္ဗာန်ရှိစွာနဲ့ဖြတ်သန်းပြီးတော့မှလောကကိုကောင်းကျိုးပြုခဲ့တဲ့ကိုတရားဖြစ်ပါတယ်ဆိုပြီးတော့မှအဓိကချက်လေးမှာအဲလိုတောင်းလို့ထားရယ်။နောက်လေ့ကျင့်ခန်းအနေနဲ့ကတော့နော်အောက်ပါစလုံးများဖြင့်ဝတ်ကြခွဲပါတဲ့ဆိုပြီးတော့မှဝတ်ကြဖို့စလုံးလေးတွေပေးထားတယ်။သူကဘာလဲဆိုရင်အာထုတ်ရဲ့ချို့တဲ့မြင့်တာစိတ်မမော အင်းနောက်တော်ဝင်ပူဇော်ဆုံးဆိုပြီးစကားလုံးလေးပြီးထားတယ်။ဘာဖြစ်အာထုဆိုငရတိုင်းဒီဝရဏဘုလကတဆွမ်းလည်းမြရှင်သာအာထုသူဖြစ်သည်လို့ဖတ်ပြီးထားတယ်။ချိုးလည်းဆိုငရတိုင်းဒီကျမ်းမာရေးချိုးတဲ့သဖြင့်ဗာကျောင်းဖက်ခဲ့ရသည်လို့ဖတ်ပြီးထားတယ်။မြစ်တာလေးဆိုရင်ဗုဒ္ဓတရားတော်ကိုယုံကြည်သက်ဝင်သူများသည်မြစ်တာစိတ်ကြီးမားသည်လို့ဖတ်ပြီးထားတယ်။နော်မေမောဆိုရင်ငွေကြေးချမ်းသာသူတို့မှာဘုံကာသနာကိုမေမောကြတယ် င်းနောက်တာဝန်ရမိသားစုရာစာရင်းရနေပြောမှာအင်းနောက်တာဝန်ကိုဖတ်ဆောင်ခဲ့တယ်။ဖူဇာဆောင်ဆောင်မိသားစုရာဆရာကြီးမျိုးတွေမင်းရဲ့မင်းဖူဇာဆောင်ခဲ့တယ်လို့နော်အဲ့လိုမျိုးလေးဖတ်ပြထားတယ်။နောက်ပေးထားတဲ့သကလုံးတွေကိုစီလျော်တဲ့နေ့လေးပြောအပိဓာန်ကရှာပေးပါတဲ့။ပွဲဆိုခြေမုံခြေပေါ်လှဲ့လေရှာမိစီလို့ဆိုပေးထားတယ်။ပွဲဆိုဆိုတာစီကုံးတယ်လို့ပြောပေးရတယ်။ခြေမုံလည်းဆိုဆန်းကျယ်စွာမွမ်းမံလို့ပြောပေးရတယ်။ နောက်ခြေပုံဆိုတာကတော့တောင်းလို့တရားပြည့်မြောက်အောင်လုပ်တာကိုခြေပုံတယ်လို့ခေါ်တယ်။လက်လည်းလည်းဆိုတာတနည်းအားဖြင့်တနည်းအားသွားလာတာကိုလက်လည်းလည်းလို့ခေါ်တယ်။ရှာမိရယ်ဆိုတာလိုရာရအောင်အားထုတ်စီးပူတာကိုရှာမိရယ်လို့ခေါ်တယ်။စီးပူဆိုတာကတော့စူဆောင်းနေပြီ။ကဲအဲ့တော့အောက်ပါဝန်ကြမြန်မာမြင်သားထားတဲ့နောက်ဆက်တွေကိုမြည်သည့်နောက်ဆက်တွေဖြစ်ကြောင်းပြောပြပါမယ်။ဆိုတော့သူကမြင်ပေးထားတယ်ဝကြလေးနေပေးထားတယ်အဲ့ဒီဝကြမှာမြင်ပေးထားတာမြင်သားထားတာလေဟာတဲ့အဲ့ဒါနောက်ဆက်ဒီပုံမှာအချိန်ကနောက်ဆက်ရှိမယ်။ နော်နေရာပြနောက်ဆက်ရှိမယ်အကြောင်းပြနောက်ဆက်ရှိမယ်ရှစ်ရှူရာပြတော့ဆိုက်ရောက်ရာပြနောက်ဆက်နေအများကြီးရှိရနော်အဲအဲ့ဒါအစင်းကြီးဟိုသူနဲ့တင့်တော်တဲ့နော်ဇလုံးမှန်ကိုရေးပြရမှာပေါ့အဲ့တော့ဝိဒာရီဟာတဲ့1948ခုနှစ်မှာအိန္ဒိယနိုင်ငံလို့ကြီးလက်လေတွားရောက်ခဲ့ဒီမှာသူတွင်ဟိုသုံးထားတယ်တော့1948ခုနှစ်ကဒါအချိန်ကိုပြောတာဒါကြောင့်မလို့အချိန်ပြနောက်ဆက်အတွင်းနော်ဒီလိုမျိုးရေးထားတယ်ဖြေလေးပါတစ်ခါလေးပြထားတယ်နောက် ာဝေဝိဒာယီဒီကျမ်းမာရေးချိုးတဲ့တဲ့ပြင်ကျောင်းမှာထွက်ခဲ့ရတာတဖြစ်ဆိုတော့အကြောင်းပြငင်းမကောင်းဖြစ်ကြောင်းသွားလိုက်တာဒီလိုပဲเนาะအဲတဖြစ်ရကြတော့အကြောင်းပြမျိုးဆက်နောက်ကငယ်ရဝိဒာယီဒီအိမ်နောက်တောင်ကိုခြေပုံတော့အင်းရှင်မကောင်းပြဖြစ်ဒီမှာကိုအိမ်နောက်တောင်ကိုထပ်ဆောင်ရတယ်အဲ့ဒါကကံเนาะကံလို့ဆက်ကံကကြီးမွေတားဤရန်ကုန်ဒက်ဖရင်တောက်ပွားဆေးရုံ၌ကွယ်လွန်ခဲ့သည့်၌အဲ့ဒါက နေရာပြအားကြောင့်လို့နိုင်ပြီးနေရာပြနောက်ဆက်ငါငါဟော်လန်ဘယ်လ်ဂျီယံပြင်သစ်အီတလီဆွစ်ဇာလန်အီဂျစ်အိန္ဒိယတီဟိုနိုင်ငံများသို့ခရီးလည်လည်သွားရောက်ခဲ့ပြီးတို့ရှေ့ရှုရပြနောက်ဆက်နော်အဲ့လိုမျိုးနဲ့ဖြေလေးတွေပါလေးရေးပေးထားတယ်နံပါတ်၄စာသွင်းတာရဲ့အထုပ်ပတ်တွေကိုဖတ်ပြီးတော့တင့်မှာမိတို့ခံစားမှုများဖြစ်ပေါ်လာတယ်အဲ့ကြောင့်လေး အဲ့တော့စာသူဝေဒာရင်ဟာကျမ်းမာရေးချွတ်ရတဲ့သူကကိုရန်နဲ့နော်ကိုရန်ဒီပဲကျောင်းပညာကိုသင်ကြားခဲ့ရတယ်။ကျောင်းထက်ခဲ့ရတယ်။ဒါပေမဲ့လို့လေဓမ္မစာပေကိုဗာဆရာကြီးဥပဒေါင်းမသုရထံမှသင်ယူပြီးတော့အင်္ဂလိပ်စာပေကိုဆရာမကြီး Mrs. Manon ထံမှဆက်လက်သင်ယူကြောင်းသိရတဲ့အတွက်အေးစားခံယူမိပါတယ်တဲ့။နောက်ခေါင်းကော52ခုအသက်28နှစ်မှာဆရာကြီးမင်းဦးရုံမင်းနဲ့ဦးစားဆောင်ခဲ့တယ်။ ။အဲဒါဝိဒါယမြမပြည့်ရတာမကကဘာနိုင်ငံအနှံ့အပြားကိုလည်းသူကခီးရက်လည်းခဲ့ဘူးကြောင့်ဒီရှိရတဲ့တစ်သက်အားကြောင့်ပြီးပါတယ်။နောက်နောက်တစ်ခါခံစားမှုလေးကိုရေခိုင်းလို့နော်ဒီလေးရေးပေးထားတယ်။နောက်ဖွပြင်းတဲ့နိုင်ငံခြားတိုင်းပြည်များကိုလက်လက်ပြီးတဲ့နောက်မှာသူကဘာရေးခဲ့လဲဆိုနေရစရာနောက်မှသာဒီနောက်မှသာဒီမြေတို့နော်အလှရှိရာနော်အစတဲ့ကြပြာတွေကိုရေးဖွဲ့ပြီးတော့မှအမိနိုင်ငံရဲ့အလှကိုမြန်နိုးတန်ဖိုးထားတဲ့ကြောင့်ရေးဖွဲ့ထားတဲ့အတွက်သက်သက်ကုန်ပြီးပါတယ် ်။သူများနိုင်ငံတွေထည့်လိုက်ပြီးတော့နော်အချို့ကကိုယ်နိုင်ငံကိုအချင်းမကြည့်ဘူးလေ။ဟလာသူများနိုင်ငံတွေကအသားတွေကိုမသွားဘူးကြည့်ချင်နေတာတဲ့။အလားရှိရကြပြလေးမှာဆိုရင်အဲဒါပေမဲ့တကယ်ကြေတန်းကြတော့တဲ့။ကို့ပြည်ကလှတာပို့ပြီးတော့လှတယ်ဆိုတဲ့အကြောင်းလေးဆိုတာအဲ့လိုလေးဖွက်ထားတယ်နော်။